ကွယ်လွန်နှိမ့်ဆရောက်သွားပြီဖြစ်တဲ့ပုံဟမ်မင်ဂျီဖရန်စစ်ရဲ့စီးတော်ရင်မော်တော်ကားကိုကာဇာမှာရွေရှောင်းစည်းကမ်းဖြင့်ပြောင်းဖို့စီစဉ်နေပါတယ်။ပုံဟမ်မင်ဂျီသုံးပြုခဲ့တဲ့စီးတော်ရင်မော်တော်ကားတစ်စီးဟာကာဇာကမ်းမြောင်ဒေသမှာရှိတဲ့ခလင်းငယ်တွေအတွက်ရွေရှောင်းစည်းကမ်းဖြစ်လာမယ်ဆိုပါလိမ့်။2014လုံကအရှေ့လက်ပိုင်းဒေသမှာရှိတဲ့ဘာသာရေးထုတ်မြတ်နယ်မြေတွေကိုခီးလဲလဲသွားလာခြင်းပုံဟမ်မင်ဂျီလိုက်ပေါင်းစီနေခဲ့တဲ့မော်တော်ယာဉ်ကို ဂါဇာကလေးငယ်တွေအတွက်စေကံဖြစ်ပြောင်းလဲစေတာဟာပုတ်ဟမ်မင်းကြီးရဲ့နောက်ဆုံးစံနာတွေကတခုဖြစ်တယ်လို့ပါတီကန်နန်တို့ကကြေညာပါလိမ့်။ပုတ်ဟမ်မင်းကြီးရဲ့နိုင်ငံတကာချော့ချီတဲ့ကလုံခြုံရေးအတွက်ထူးစီမံတဲ့ရင်တွေကိုအသုံးပြုလိမ့်ရှိပါတယ်။ဒါကိုပုတ်မိုဘိုင်းလို့ခေါ်လိမ့်ရှိပါတယ်။ကားစားမသုံးခဲ့တဲ့ပုတ်မိုဘိုင်းကိုတော့ယောဂရှာဖွေရေးကရိယာလေးအရေးပေါ်အသက်ကကုသရေးထောက်ပံ့နေတက်ဆင်ပြီး ဂါဇာခလင်းငယ်တွေအတွက်ပေးပို့လှူဒန်းသွားမယ်လို့ပါတီကန်ကထုတ်ပြန်ပါတယ်။ဒီပို့မိုဘိုင်းရွေးရှားစီကံဟာစစ်ဘေးတန်ခံဂါဇာကမ်းမြောင်ဒေသရဲ့ပါလက်စတိုင်းခလင်းငယ်တွေကိုထိရောက်တဲ့အကူအညီတွေပေးနိုင်မယ်လို့ယုံကြည်ကြောင်းဆွီဒင်အခြေဆိုင် Cartas Sweden ဖွဲ့ရဲ့တွေးမှုချုပ် Peter Brown ကပြောပါလေသူဖွဲ့စည်းဟာပုတ်မူပိုင်းကိုရွှေရှားစေကံဖြစ်ပြောင်းလဲမှု project ကိုထထဲဝင်ကူညီပေးနေပါတယ်။ဂါဇာရဲ့ကျန်းမာရေးဆုံးရှုံးမှုစနစ်တစ်ခုလုံး ြိုကျလို့နေပါဖြစ်နေတဲ့ချိန်တွေမှာဒီစီဇန်ဟာရမ်းတန်ဖိုးရှိပြီးလူအသက်တွေကတင်လာနိုင်မှာဖြစ်ပါတယ်ဒါဟာကားတစီးမျှတာမဟုတ်ပဲဂါဇာကခလီငယ်တွေကိုကဘာကြီးကဘယ်တော့မှမေ့မထားဘူးဆိုတဲ့သတင်းစကားလည်းဖြစ်တယ်လို့ဆိုပါတယ်2014ခုနှစ်တုန်းကပါလက်စတိုင်းနဲ့အစ္စရေးမှာခီးသွွားလှည့်လည်ခဲ့ခြင်းအတုံးပြုခဲ့တဲ့ပုတ်မိုဘိုင်းဟာပုတ်ဟဲမင်းကြီးကပါတီကန်ကို ပြန်လာတဲ့အချိန်အရှိလက်ပိုင်းဒေသမှာပဲကျင်နေခဲ့ပါတယ်။ အဲ့ဒီကောင်ကိုဗာတီကန်ကိုပြန်မြူခဲ့ဘူးလို့သိရပါတယ်။ရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာရေးထုတ်ခေါင်းရာထူးကို2013ခုနှစ်ကတာဝန်ယူခဲ့တဲ့ပိုဟမ်မင်းဖရန်စစ်ဟာတက်တော်88နှစ်အရွယ်အေဘီလာ21ရက်နေ့မှာကွယ်လွန်နှိမ့်ဆရောက်ခဲ့ပါတယ်။